လူတွေတော်တော်များများပြောနေတွေးနေတာကငါမဖြစ်နိုင်ဘူးငါမလုံနိုင်ဘူးငါမှအဲ့လောက်အစွမ်းစားမရှိဘူးဆိုတဲ့စကားတွေအများအားတွေးနေတယ်လူတော်တော်များများဘာနဲ့တွေးလဲဆိုတော့သူတို့က negative နဲ့ positive ဆိုလို့ရှိရင် negative ကပဲတွေးတယ်ဘာလို့လဲဆိုတော့သူတို့ကမဖြစ်နိုင်ဘူးဆိုတဲ့ဘက်ကနေပြီးတော့ငါမလုံနိုင်ဘူးငါမသွားနိုင်ဘူးအာငါဖြစ်မှာမဟုတ်ဘူးဆိုတဲ့အဲ့ဒီအငင်းဘက်ကသွားတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမတို့ကဒီအမြင်လေးတွေကိုကျမတို့ကနေပြီး positive ဘက်ကသွားကြည့်မယ်ပေါ့နော်အဲဘယ်လိုပြောမလဲဆိုတော့ဥပမာကြားလို့ရှိရင်ဟာငါကားလုံးကမမောင်းတက်ဘူးဆိုတာ ਨੇ ကို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 မိုင်းဆက်ကိုဘလို့ချိန်လဲဆိုတော့ငါကားမောင်းတင်ယူဖို့လိုတယ်อืมအဲ့လိုမျိုးငါကားလုံးကမောင်းတတ်ဘူးဆိုလို့ကအော်တိုထိုးကြသွားတယ်ကိုရဲ့မိုင်းဆက်ကိုကိုဘလို့ချိန်လဲငါကားမောင်းတင်ဖို့လိုအပ်တယ်โอเคကားမောင်းတင်မယ်ကိုငါအင်္ဂလိပ်စာလုံးဝမဖတ်တတ်ဘူးမပြောတတ်ဘူးမရေးတတ်ဘူးအဲ့ဒီစာငါအင်္ဂလိပ်စာတင်ဖို့ငါလိုအပ်တယ်အဲ့ကိုရဲ့ဥနောက်နဲ့ဥနောက်ရဲ့စိတ်ကိုဥနောက်ပိုင်းဆိုင်ရာကိုချိန်လိုက်တာပေါ့နော်ကိုရဲ့အတွင်းစိတ်ကိုပေါ့နော်ကိုကမဖြစ်နိုင်ဘူးဆိုတာကိုလုံးဝညှင်းပယ်ပြီးတော့ကိုလိုအပ်တယ်ဆိုတာကိုဆွဲယူတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ အဲအခုကိုကဘာလိုချင်လဲအဲ့ဒါလိုချင်တာကိုငါရအောင်ယူနိုင်တယ်ငါမရနိုင်ပါဘူးလို့ဘယ်တော့မှပြောနေငါရအောင်ယူနိုင်တယ်ငါဖြစ်အောင် လုပ်နိုင်တယ်ငါဖြစ်အောင်တွေးနိုင်တယ်ငါဖြစ်အောင်လုပ်ကိုလုပ်နိုင်တယ်ဆိုစိတ်တစ်ခုတွေးလိုက်လို့ရှိရင်အဆင်ပြေတယ်နောက်တစ်ခုညာလူတွေက against ပေါ့နော်တကခုဒါလုံကြီးဒါလုပ်ရမယ်ဆိုလို့ရှိရင်လူတွေကဘာလို့လဲဆိုတော့ဖြစ်နိုင်ခြေကိုညှင်းဆန်ပြီးတော့မဖြစ်နိုင်ခြေကိုဆွဲယူတာ ကိုဦးနောက်ကအော်တိုလက်ခံပြီးသားဖြစ်တယ်လူတော်တော်များများရဲ့စိတ်ပိုင်းဆိုင်ရာဒီ negative ကိုပဲလက်ခံပြီးတော့ positive ကိုညင်းပယ်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ရဲ့အမြင်တွေကျမတို့ရဲ့အတွေးတွေကျမတို့ရဲ့စိတ်တွေကို changes လုပ်ဖို့လုပ်ရလိမ့်မယ်ကျမတို့မှာတင်ယူနိုင်စားနေလဲအများကြီးပဲရှိတယ်တင်ယူနိုင်တဲ့စိတ်လည်းရှိတယ်ကျမတို့အခုငငယ်တုန်းနေရဆိုလို့ရှိရင်ကျမတို့ဘာတွေတင်ယူခဲ့လဲ အဲပြန်တွေ့ကြည့်လိုက်အဲငါဘာတွေတင်ယူခဲ့လဲဆိုတော့ပြန်တွေ့ကြည့်လိုက်တဲ့အခါမှာကျမတို့ဒါတင်ငန်းစာပေါ့နော်စာတင်ငန်းတွေမှာဆိုလို့ရှိရင်ကျောင်းတွေမှာဆိုလို့ရှိရင်ကျမတို့ဘာတင်ခဲ့လဲဆိုရင်ကာကြီးခါခွေးတွေအများကြီးတင်ယူခဲ့ရတယ်အဲကာကြီးခါခွေးပတိုင်ခင်မှာကျမတို့ဟိုးအဆမွေးခဲ့တဲ့အချိန်ကစပြီးတော့ကျမတို့အဲဘလို့တင်ယူလဲအဲကျမတို့ notes ဖို့အဲတင်ယူခဲ့ရတာရှိတယ်ပြီးလို့ရှိရင်အာ ထမင်းစားဖို့တင်ယူခဲ့ရတာရှိတယ်။ထမင်းစားလို့ရှိရင်ဥမာလက်တွေနဲ့အဲ့လိုလိုနေစားမဲ့အစာဘလိုလေးစားပါမိပါရရှိရတင်ယူခဲ့ရတယ်။အဲ့ကာလမှာလေကျမတို့ထမင်းစားဖို့တင်ယူခဲ့ရတဲ့အချိန်ကခက်ခဲတယ်။ဒါပေမဲ့ကျမတို့ဖြတ်သန်းနိုင်တယ်။အဲ့ဒီကနေမှကျမတို့ရေချိုးဖို့တင်ရတယ်၊အဝတ်စားတွေဝတ်တက်ဖို့တင်ရတယ်၊ကျဲသီးတွေတက်တက်ဖို့တင်ရတယ်။ဒါကြောင့်မလို့ကျမတို့အားလုံးတင်ယူနိုင်တယ်။ကျမတို့လွတ်နေစွမ်းနေအများကြီးရှိတယ်။နောက်ပြီးတော့ကျမတို့ကိစ္စတစ်ခု ဘလို့ဖြတ်တန်းလဲနောက်တစ်ခုကြလို့ရှိရင်ကျမဘွားမှာငဲတော့ကဆိုလို့ရှိရင်အခက်ဆုံးကထမင်းချက်ဖို့အခက်ဆုံးလို့ကျမထင်တယ်ဒါပေမဲ့အဲ့ထမင်းချက်ဖို့တင်ယူဆက်ကာလအလေးပဲခက်ခဲတာပြီးလို့ရှိရင်ကျမတို့တက်မြောက်သွားတယ်အခုချင်းဆိုလို့ရှိရင်ချက်တာပြောတာတွေကမျက်စိမိတ်ချက်လို့တော့ရတယ်ပေါ့နော်အဲအမျိုးသမီးတော်တော်များများလည်းထမင်းချက်တတ်ကြတယ်အခုဆိုမျိုးသားတွေလည်းအများကြီးချက်တတ်နေပြီပေါ့နော်အမျိုးသားစုပေါင်းမှုတွေလည်းထွက်နေပြီဆိုလိုချင်တာကျမတို့မှာတင်ယူနိုင်စွမ်းနေလုံနိုင်စွမ်းနေအများကြီးရှိတယ်ဒါပေမဲ့ကိုကိုကိုမေးလျော်နေတာဖြစ်တယ်ဒါကြောင့်မို့လို့အမြဲတမ်းတွေးထားမှာငါတင်ယူနိုင်တယ်ငါလုံနိုင်တယ်ငါဖြစ်နိုင်တယ်ငါတော်တယ်ငါတတ်တယ်အဲလိုမျိုးပဲတွေးရမှာနော်အဲအဲ့လိုမျိုးစိတ် ဲ့ကိုချိတ်ချက်စလို့လဲလို့ရှိရင်စိတ်ကအလိုလိုတက်တာသွား။အာမလုံးတက်ဘူးမဖြစ်နိုင်ဘူး။အာမသွားနိုင်ဘူးမရောက်နိုင်ဘူးအဲ့လိုစိတ်တွေးနေတယ်ကျမတို့ရှေ့ရောက်မှာမဟုတ်ဘူး။ဒါကြောင့်မလို့ကျမတို့မှာလုံနိုင်စွမ်းနေအများကြီးရှိတယ်ဆိုတဲ့အကြောင်းကိုတတိယပါပြီးလို့ရှိရင်ကျမတို့ဒီ credit color တွေကိုကျမတို့ဘယ်လိုကြိုးလဲကျမတို့က negative thinking တွေပဲကျမတို့ခေါင်းထဲမှာတွေးထားတဲ့အခါကြလို့ရှိရင် မဖြတ်တန်းနိုင်ပါဘူးလို့ထင်တာကျမတို့ကိုဗစ်ကာလနဲ့ကိုစစ်ကာလကိုကျမတို့ဘယ်လိုဖြတ်တန်းလဲတကယ်တမ်းကြောက်လို့ရှိရင်ဒီမြန်မာပြည်သူပြည်သားတွေဟာဒီ crisis ကာလကို၄နှစ်ကျော်ဖြတ်တန်းခဲ့ရတာเนาะအဲ့တော့ကျမတို့ crisis ကာလကိုဟိုတောင့်ခံပြီးတော့ခုချိန်ဒီအသက်ရှင်အောင်ဖြတ်တန်းနိုင်တာဒီအဲ YoYo Academy တွေမဟုတ်ဘူးကျမတို့ကဘာကျော် Oscar ဆုတောင်းရနိုင်နေပါပြီဒါမြန်မာပြည်သူပြည်သားတွေအရန်ကိုတော်တယ်ဒါလေးကိုကျမပြောချင်တယ် နောက်တစ်ခုကြာလို့ရှိရင်ကျမဆရာကအဲမနေ့ကကျွန်တော်သင်တန်းတစ်ခုတက်တယ်အဲ့ဒီခါမှာကျမတို့စကားလုံးလေးတစ်လုံးသင်ပေးလိုက်တယ်ဘာလဲဆိုရာယီရာယီဆိုတဲ့စကားလုံးကိုအဲကြားဖို့မှာပါအင်္ဂလိပ်လိုဆို temporary ပေါ့နော်အဲအဲ့လိုမျိုးရာယီရာယီပေါ့ရာယီဆိုတဲ့စကားခိတအဖြစ်အပျက်ပေါ့နော်အဲဒါလေးတို့မျိုးလေးနားလည်ထားအောင်တခုခုဆိုလို့ရှိရင်ဒါကြီးကကြာရှည်နေမှာလားဆိုလို့ရှိရင်စိတ်ကဆင်းရဲသွားတယ်အဲ့တော့ကျမတို့ဒီလက်ရှိဖြစ်နေတဲ့အရာအလုံးကိုရာယီဆိုတဲ့စကားရှေ့အပ်တယ်အခုရာယီ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 အဆင်မပြေဖြစ်နေတာ ယာယီကြေကွဲနေတာယာယီအသေးကွဲနေတာကျမတို့ဖြစ်နေတဲ့အရာတဲ့အချိန်မှာယာယီဆိုတဲ့စကားလုံးတွေတက်လိုက်မယ်။ဘာလဲမှတ်ထားပါယာယီအဲ့ဒီရဖြစ်နေတဲ့အရာတိုင်းမှာငါယာယီယာယီအသေးကွဲနေတာယာယီအစင်မပြဖြစ်နေတာယာယီငွေကြေးအစင်မပြဖြစ်နေတာယာယီပိုက်စာနေတာเนาะယာယီသဘင်တိုးနေတာ အဲ့တော့ကျမတို့ဖြစ်ချင်တဲ့ဇာယာယီဆိုတဲ့စကားလုံးကိုပြောလိုက်တာနဲ့တပြိုင်နဲ့ဘာတွေဖြစ်လာလဲဆိုလို့ရှိရင်ယာယီဆိုတာခဏလေးပြီးရင်ပြတ်သွားမှာပြီးရင်ကောင်းလာမှာဆိုတော့စိတ်တကူကအော်တိုချိန်ပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ဒီနေ့မှာကျမစီကပေးထားတဲ့စကားလုံးလေးကိုစကားလုံးလေးဖြစ်တဲ့ယာယီဆိုတဲ့စကားလုံးကိုကျမဒီယာမိတ်ဆီတို့ကျမလက်ဆောင်ပေးတာဖြစ်တယ်အဲ့တော့တွေ့ရမှာကဒီနေ့ဒီယာမိတ်ဆီတို့ကျမညှဝေးပေးတယ်ယာယီဆိုတာလေးကိုလည်းအမြဲတည်းရပါကိုဖြစ်တဲ့အရာတိုင်းကိုလက်မှတ်ခံခြင်းနဲ့အရာရာတိုင်းရရှိမှာယာယီဆိုတဲ့စကားလုံးလေးကိုသုံးပေးပါပြီးလို့ရှိရင် အဲငါလုံနိုင်တယ်ငါတင်ယူနိုင်တယ်ငါတဲ့ဒါလေးလိုအပ်လို့ငါဖြစ်ရအောင်မဆိုစိတ်တစ်ခုကိုချိန်ငါမလုံနိုင်ဘူးငါငါမတီးဘူးငါမတက်ဘူးဆိုတဲ့စိတ်ကိုတော့မချိန်နဲ့အဲ့တော့ကိုယ်စိတ်ချမ်းသာမှုကိုကိုဘလို့ရှားယူမလဲကိုမလိုချင်တဲ့အရာတွေရှိမှအရာကြီးဆိုတဲ့စကားလေးကိုတက်ဖို့မိတ်ဆွေတို့ကိုအကြံပြုချင်ပါတယ်ကျမကချစ်တဲ့လွင်းင်းစီလိုက်ပါ bye bye